ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာကျွန်တော်ပြဝေဖေးချင်တာကတော့ကျွန်တော်တို့ YouTube ကဗီဒီယိုတွေအားလုံးပေါ့နော်ဖုန်း subscribe ပြပြီးတော့မှနားထောင်တဲ့နီလန်လေးနှမျိုးကိုမျှဝေပေးမှဖြစ်တယ်ပေါ့နော်ဒီနီလန်လေးနှမျိုးကတော့ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ software လေးနှစ်ခုတောင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီ play pad background play ဆိုတဲ့ဒီ software လေးကကျတော့ဒီမှာနော်ကျွန်တော်ပြထားတယ်လည်းမျိုးလေးနဲ့ပြထားတယ်ဒီ software လေးကကျတော့ကျွန်တော်တို့ဒီသူ့ရဲ့ စိုးချိုးကကျတော့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီအတန်းဖုံးဆက်ပေါ်နေကိုပိတ်ပြီးတော့မှနားထောင်နေတဲ့အချိန်မှာသူ့ရဲ့ကြော်ညာတွေရပါတော့เนาะကျွန်တော်တို့တက်လာတာရှိတယ်ပေါ့เนาะကျွန်တော်တို့ဒီ future bar ဆိုတဲ့ software တွေကကျတော့ကျွန်တော်တို့ဖုံး subscribe ကိုပိတ်ပြီးတော့နားထောင်နေနေတဲ့အချိန်မှာကျွန်တော်တို့အပုပ်အစင်လိုက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 ်ပေါ့เนาะအဲ့လိုမျိုးသူကလာပြီးတော့မှကြော်ညာရဲ့လုံးဝမတက်ပါဘူးဒီ future bar ဆိုတဲ့ software လေးကကျွန်တော်တို့ဒီ အစိုးရကတော့ဘာတွေရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖြူချပါဆိုတဲ့ software ကကျတော့ပတိစားပါတယ်ဒီကျွန်တော်တို့ play background play ဆိုတဲ့ software ကကျတော့သူ့ရဲ့ခေါင်းကျိုးကကျတော့ဘာရှိလဲဆိုလို့ရှိရင်သူကကျတော့ပတိမစားဘူးပေါ့နော်ဖုန်းလည်းမပူဘူးပေါ့နော်ဒီ software ကကျွန်တော်ကျွန်တော်တို့ဖုန်းပူလည်းပဲကျတော့ပတိစားတယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ပုံစံလေးကိုတစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်တို့ Play Store ကိုဝင်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ Play Store server မှာပေါ့နော် ျွန်တော်တို့ဒီမှာပေါ့နော် okay ဒီကောင်းလေးကျွန်တော်ချက်နေလိုက်ပြီပေါ့နော်သူ့ရဲ့နာမည်ပြည့်စုံတော့ playback background play ပေါ့နော်ဒီ software လေးကကျတော့ကျွန်တော်တို့ဘယ်လိုမျိုးအသုံးပြုရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါတောင်းလို့ဆွဲပြရမှာပေါ့နော် open ကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ youtube ကိုနှိပ်လိုက်မယ် youtube ကဗီဒီယိုတွေနှာထောင်မှာဖြစ်တဲ့အတွက်ပေါ့နော် youtube ကိုနှိပ်လိုက်မယ်ကိုကတရားကိုဖွင့်မှာဆိုလို့ရှိရင်တရားပေါ့နော်ပြီးတော့တရားစီစလန်ဆိုလဲတရားစီပေါ့နော်ကျွန်တော်တရားကိုအရင်ဆုံးပြမယ်ပေါ့နော်တရားပေါ့နော် သွားလိုက်မယ်ထားဆိုင်လို့ရှိရင်ကျွန်တော်တို့ YouTube မှာတင်ထားတဲ့တရားတော်တွေအကုန်လုံးကဒီမှာလာတယ်ပေါ့နော်ကျွန်တော်တို့မှာတစ်ချက်ပြလိုက်မယ်ဘဝမှာလူရင်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိပေါ့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်သူကအတန်ထွက်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော်ဖုန်း subscribe ပိတ်လိုက်မယ်ဝင်းကျင်ဆိုတာရှိလာလို့ရှိရင်ကိုယ့်ပေါ်မှာလိုတဲ့လူတွေရှိသလိုမလိုတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူး โอเคဒါတော့ဒါ play background play ဆိုတဲ့ software လေးပေါ့နော်ဒါအခုကျွန်တော်ခဏလေးပဲဖွင့်တာမဟုတ်သူကကြောင်ကြာနေမလားလားပေါ့နော်အရှိဖွင့်ထားမယ်ဆိုလို့ရှိရင်ဒီကောင်ကကြောင်ကြာရေးတက်ပါ YouTuber ဆိုတဲ့ software လေးကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာ play store ထဲဝင်လိုက်မယ် server မှာကျွန်တော်တစ်ချက်ရိုက်ရှာမယ်ပေါ့နော် p u r e YouTuber ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော် ဒီကောင်နှိမ့်လိုက်မယ်နှိမ့်ပြီးတော့မှဒီကောင်ကကျတော့ဒီမှာ open ပေါ့နော်ဒီကောင်ဖွင့်လာတာဆိုလို့ရှိရင်ကျွန်တော်လည်းလာလိုက်ပါတော့ဒီကောင်လည်းမဲ့ဒီလိုပဲဒီလိုပဲပေါ့နော်စက်ဘာမှာကျွန်တော်တို့တရားနာထောင်တရားနာနေတဲ့အတွက်ရှိတရားဆိုပြီးမှချလိုက်မယ်โอเคเจอกันนะ ျွန်တော်ဖုံးပိတ်ပြီးတော့မှတစ်ချက်ဖွင့်ပြမယ်ပေါ့နော်ဗုဒ္ဓတပြင်ဟေတုပိသယောအာရ ပြောကြတော့အဲ့လိုမျိုးဖောက်ပဲ့ပြီးမှကြော်လို့ရှိရင်လည်းရတယ်ပေါ့နော်ဒီလိုမျိုးသူကကြတော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ဖောက်ပဲ့ပြီးတော့မှကြော်လို့ရှိရင်လည်းရပါတယ်ကျွန်တော်နားထောင်နေတဲ့အချိန်မှာလည်းပဲသူကတော့မှကြညာရိုက်တက်မလာဘူးပေါ့နော်ဒါပေမဲ့သူရဲ့ဆိုချိုကတော့ကျွန်တော်တို့ဘက်ထရီနဲ့စားပါတယ်ဖုန်းနဲ့ပူပါတယ်သူရဲ့ဆိုချိုကတော့အားရရှိပါတယ်ကျွန်တော်ဒီ playback background play ဆိုတဲ့ software ကကြတော့သူကကြတော့အဲ့လိုမျိုး ဖောင်းလည်းမပူဘူးဘယ်ဖြစ်လဲမဆောက်ဘူးကျွန်တော်တို့ပုံမှန် MP3 ဖွင့်ထားသလိုပဲဒါပေမဲ့ကြော်ညာလေးကကျွန်တော်ခဏ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 တက်လာပါတယ်ပြီးတဲ့ကြတော့ကျွန်တော်ဒီဟိုတော့ပြီးသွားတဲ့အခါပေါ့နော်အစင်လိုက်အစင်လိုက်မလာဘဲနဲ့ရက်သွားတဲ့အခါတွေရှိပါတယ်ဒီကောင်ကကျတော့တပုတ်ပြီးသွားတဲ့အခါပေါ့နော်နောက်ထပ်တပုတ်ဒီအောက်မှာရှိတဲ့အပုတ်ပေါ့နော်ဒီအောက်မှာရှိတဲ့အပုတ်ကိုစက်တိုက်အလိုလာပါတယ်ကျွန်တော်တို့ဖုန်း subscribe မဖွင့်မချင်းလုံးဝကြော်ညာလေးမတက်ပါဘူး โอเคဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီ YouTube ကဗီဒီယိုတွေကိုပေါ့နော်ဖုန်းဆက်ခွင့်ပြိတ်ပြီးတော့မှနားထောင်တဲ့နည်းလေးကိုမျှဝေပေးရဖြစ်ပါတယ်။โอเคဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်တခြားသူတွေသိအောင်လည်းမျှဝေပေးဖို့တောင်းဆိုချင်ပါတယ်။โอเคအားလုံးပဲအစီအမံကြပါစေခင်ဗျာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။